27နိုဝင်ဘာ2025ခုနှစ်မင်္ဂလာညချမ်းပါဒီနေ့တော့ MDY PDF ကထုတ်ပြန်ကြေညာချက်နဲ့အတူတော်လိုင်းကာဟမိုးရဲရေထဲမှာရွာလုံးကျွတ်တလုံးကျွတ်မီးလောင်ပြာကျနေတဲ့ကာလကြီးမှာမြို့သားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်လင်မယားခွေးမွေးနေ့ပွဲကျင်းပနေတဲ့ကိစ္စ အရှိန်တို့ဒီသတင်းတွေလိုင်းလိုင်းချလာပါတော်လိုင်းကြီးကာလာအချင်းပြတ်မှုများတော်လိုင်းကြီးကာလာအလွေသုံးစားလုပ်မှုများတော်လိုင်းကြီးကာလာယုံကြည်အနံဖောက်ဖြတ်မှုများတော်လိုင်းကြီးကာလာစီမံခန့်ခွဲမှုအလွေများတော်လိုင်းကြီးစစ်ဝတ်ပြက်ပြားသူများအရေးလေတော့အဖတ်တွေ့တယ်လို့ကျွန်တော်ခင်ဗျားတို့ကိုခဏခဏပြောနေတယ်မလားအဲ့တော့ဒီကနေ့တော်လိုင်းကြီး အဝင်းအဝိုင်းကြီးရဲ့အခင်းချင်းကိုတုံ့တက်မှာဖြစ်ပါတယ်အဓိကတော့အမျိုးသားညီညွတ်ရေးအစိုးရတခွင်အဝင်းအဝိုင်းတစ်ခုလုံးမှာဘာတွေဖြစ်နေလဲဘာတွေဖြစ်ခဲ့လဲဘာတွေဆက်ဖြစ်နိုင်သည်လဲဆိုတဲ့တုံ့တက်ချက်နဲ့အတူတော်လိုင်းရေးမှာ NUG ဟာဥဆောင်နိုင်စွမ်းရှိသေးလားဆိုရဲမိကုံအားလုံးကမေးမြန်းကြရမယ့်အချိန်ဖြစ်လို့အဓိကပြောတဲ့ဓာတ်တွေကိုပြောကြရမှာဖြစ်ပါတယ် အမြင့်မတော်စင်တော်နဲ့ကလောက်ရိုးသူမရှက်မြင်သူရှက်ကာလာကြီးဗျာအဲ့တော့ဒီကနေ့ MDI PDF ကဌာနမှူးကြီးနှစ်ဦးစီရေးဌာနကြီးပနာရှဘွေဌာနကြီးစီရေးဌာနဌာနကြီးမှုမုံတိုင်းခေါ်အော်စမုံပနာဤဌာနကြီးမှုကိုနိုင်ကြီးဆိုတဲ့လူနှစ်ယောက်ကိုဒေါ်လာကြီးငွေချင်းများ ော်လိုင်းနဲ့ပတ်သက်သည့်များကိုအလွဲသုံးစားထုတ်ယူလုပ်တဲ့အတွက် MDY PDF ကအချုပ်ထဲမှာဖန်ဆီးထားပါတယ်။ဒါကတရင်တစ်ခုနောက်တစ်ခုကကျွန်တော်မင်းညကပြောခဲ့တဲ့ CDN တွေကိုခွေးလောက်တောင်တန်ဖိုးမထားဘူး။ NUG ဝန်ကြီးချုပ်ရုံးရဲ့အမြဲတမ်းအတွင်းဝင်မတ်ကြည်ပြားနဲ့ကိုညင်းညင်းမင်းဆိုတဲ့အတွင်းဝင်လင်မယားနှစ်ယောက်ရဲ့အရှိန်လေး။ဒါအပြင်မှာ တလောကတရက်ကံမမှာ PDF တွေကရွာလဲခေါ်ပြီးပြည်သူတယောက်ကိုတတ်ဖြတ်လိုက်တဲ့အခြေအနေဒါအပြင်မှာတလန်းလို့ဆွဆွဲခံရတဲ့ဆွဆွဲခံရပြီး သူချစ်တဲ့တော်လန်ยีသမားတွေအောက်မှာအသက်ပြောက်ခဲ့ရရှာတဲ့အခြေအနေဒါသတင်းဌာနတွေမှာတော်တော်များများတက်နေတဲ့သတင်းတွေဆိုတော့ကျွန်တော်ထွေထွေတူတူအချက်လက်တွေမပြောပြတော့ဘူး။သုံးသက်ချက်တွေကျွန်တော်တို့ပြောကြရမယ်။ ရင်းမာပင်ကဇော်ထက်အိမ်ကပလဲမောင်အလောင်းဘုဒ္ဓမရိရဲ့လူ20ကျော်တပ်ဖြတ်မှုဆိုတော့ကျွန်တော်တို့ဒီဒေါ်လန်ကြီးဟာအကျင့်ပြတ်ခြားစားမှုတွေလိုက်စားနေပြီဆိုတာကိုတော့တွေ့ကြရမှာပါအဲ့တော့အကျင့်ပြတ်ခြားစားမှုတွေတဲမှာမှဒီကနေ့အင်မတန်ကျွန်တော်တို့စိတ်နှလုံးထဲထိခိုက်စေတဲ့ကျွန်တော်တို့ကိုယ်တိုင်ရှော့ရပါတယ်တရင်တစ်ခု ထွက်ပေါ်လာပါတယ်ထွက်ပေါ်လာတဲ့သတင်းဟာသတင်းဖြစ်နေတော့မဟုတ်ဘဲနဲ့ NUG ရဲ့ဝန်ကြီးချုပ်ယုံတမရယုံလို့ကိုတိုင်ကြားတော့တဲ့တိုင်စာအဖြစ်တသက်ခံချက်နဲ့ဓာတ်ပုံတွေအတန်ဖိုင်တွေပါပါဝင်နေတာကိုတွေ့ရပါတယ်ဒီတိုင်စာဟာဒီကနေ့ထွက်ပေါ်လာပါမြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင် ေါ်ကြည်ပြာနှင့်ကိုညီညီမင်းတို့လင်မယားဟာဝင်ကြီးဌာနတစ်ခုထဲမှာတယောက်ကမိမကအမြဲတမ်းအတွင်းဝင်ယောက်ျားကစီမံရေးရာဌာနညွန့်ချုပ်ပတ်စံတွေကိုကင်တွယ်သုံးဆွဲထင်းသလိုခြေလဲနေတယ်ဆိုတဲ့ဆွဆွဲချက်ကတစ်ခုနောက်တစ်ခုကကျွန်တော်တို့ကိုအကြီးအကျယ်လျှော့ရသွားစေတာကတော့ဒီလိုတော်လန်ရေးကာလမိုးရေရေထဲမှာ ွေးမွေးနေပွဲချင်းပနေတဲ့ဓာတ်ပုံတွေဟာကျွန်တော်တို့နှလုံးသားတွေကိုရှော့ရစေပါတယ်သူတို့တကယ်ဒီလိုလုပ်နေတာပြီသူတို့တကယ်ဒီလိုလုပ်နေကြပြီကြည်လူမြည်တနေရာမှာစိန်ခံလူရန်စားတရက်အနေနဲ့တော်လန်ရေးကိုလူမြင်ကောင်းအောင်တော့လုံးပြနေတယောင်ယောင်ရှိနေပေမဲ့ တကယ်အတွင်းစိတ်မှာတော့ตายာပျော်ပါနေကြလေပြီအဲ့တော့ဒေါ်လန်ဤတွင်အချစ်ပြတ်ချက်စားမှုဒေါ်လန်ဤတွင်အလွဲသုံးစားလုပ်မှုဒေါ်လန်ဤအတွင်းရှင်ကြည်အနံဖောက်ပြတ်မှုဒါရီယာဒီနောက်ပိုင်းမှာ2025ခုနှစ်တစ်နှစ်လုံးမှာဟုတ်ရင်ကြော်တယ်ပုတ်ရင်ပေါ်တယ်ဆိုတဲ့သတင်းတွေအဖြစ်ထွက်ပေါ်လာပါတယ်တလောကမှာ ြတနာဖြစ်သွားတယ်တကီးပါဝင် project ပေါင်း40ရဝင်ဝင်ရှင်တန်းများအခုချိန်ထိမြို့သားညီညီရေးအစိုးရကရှင်းလင်းထားခြင်းမရှိပါနံပါတ်1 dragon flying project ဆိုရဲငှက်ကင်ပြည့်မယ်ဆိုရဲ project နဲ့ပတ်သက်ပြီးမြေကဲ့သို့မီနီယာမှာတုံးဆွဲတည်ဆိုတာကိုရှင်းလင်းထားခြင်းမရှိပါနံပါတ်3သူတို့ကိုယ်တိုင်ထုတ်ပြန်ကြေညာခဲ့တဲ့ရွှေပိတ်တာပေါ့ မြန်မာဝင်ကြက်တန်းပေါင်းကောလင်းဘန်မှာတင်စီရမိတဲ့အကြံွေတိန်ပေါင်း9000အစရှိတဲ့ပတ်စံတွေကိုမြေခဲ့တော့ညီပုံ သုံးဆွဲနေသည်ကိုရှင်းလင်းထားခြင်းမရှိပါဒါပြင်ကိုမြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင် ဆိုသူတယောက် NLD ရဲ့လွတ်တော်အမတ်တယောက်ဖြစ်ခဲ့ဘူးသူ ်မတ်ကြည်ပြာနဲ့ကိုညီညီမင်းတို့လင်မယားဟာတော်လန်ยีရဲဘော်ရဲဘက်တွေကိုမျက်နှာမထောက်အသက်စွန့်ပေးနေတဲ့ကျွန်တော်တို့လူငယ်ရဲဘော်တွေရဲ့ဝိညာဉ်တွန်တန်တွေကိုဥဖက်ခါပြုတ်ပြီးပြည်သူလူထုနဲ့စံသားနဲ့စန့်ကျင်ဘက်ဒီတော်လန်ยีကာလာကြီးမှာသူမွေးရတဲ့ခွေးနှကောင်ကိုမွေးနေပွဲလှုပ်ပေးနေတယ်ဗျာ။ ကျွန်တော်တို့ဘာဆက်ပြောရအောင်ပါလဲဒါပြင်မှာအန်ယူဂျီကဝေးဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဆိုတဲ့အတွင်းဝင်92အောင်တယောက်တော်လိုင်းလီမိကျော်ကာလမှာဖုတ်ဖက်ကထပြီး ထွက်သွားပါတယ်မလုတော့ဘူးဝင်ကြီးချုပ်ရုံးရဲ့အကြံပေးဖြစ်လုပ်မယ်တဲ့အခုအချိန်ကြီးတပြားမှာစရင်ရှင်းရှင်းလင်းလင်းထုတ်ပြန်တာလည်းမရှိရပါဘူး နိုင်ထူအောင်နဲ့ပတ်သက်တဲ့တချို့သတင်းတွေလည်းအများပြားထွက်ပေါ်နေပြီမဲ့လက်စုပ်လက်ကင်မပြနိုင်သေးတဲ့အခါကျအန်ချိတ်နေရတာပေါ့အဲ့တော့ဒီဒေါ်လာကြီးကာလမှာပြည်သူလူထုနဲ့ကမ္ဘာတဝန်းလုံးကလူတွေဟာအမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဒေါ်လာကြီးအတွက်ပန့်ပိုးခဲ့ကြပါတယ်ဘုန်းနေဝယ်ပါတယ်ငွေတိုက်စာချုပ်တွေဝယ်ပါတယ်မင်းအောင်လိုက်အိမ်ရောင်းလေးဝယ်ပေးပါတယ်ဒါပေမဲ့အဒီပစံတွေဟာဒေါ်လာကြီးတဲကို 50ကြာခိုင်လုံးတော်ရောက်ရဲ့လားဒါကိုခင်ဗျားတို့ကျွန်တော်တို့မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီကနေ့ပဲ MDY PDF ကထုတ်ပြန်လိုက်တဲ့ဘ ഹു ကော်မတီဝင်တွေဖြစ်တဲ့ဌာနကြီးမှုတွေအချင်းပြတ်ခြားစားမှုအလွဲသုံးစားလုပ်မှုတွေကိုသူ့တက်ကသူတို့ကိုယ်တိုင်အေးအေးယူပြတာကိုကြိုးစားပါတယ်ဒါပေမဲ့ဘာကိုမြင်နေရလဲဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့တကွ MOD NUG ဂျယ်ရီမှာအချင်းဖြတ်ကြာစားမှုကတော့အမြင့်တွေနေပြီဆိုတာကိုတွေ့ရပါတယ်အဲ့ဒီမှာတစ်ခေါက်ထပ်ပြီး NUG ကိုဝိုင်းရံပါတယ်မြက်ကန်းယုံကြည်နေတဲ့မြေပြင်အခြေအနေကိုလည်းမသိပဲတော်ဆန်းစုကြည်ဓာတ်ပုံနဲ့တော်ဆန်းစုကြည်နဲ့ဓာတ်ပုံတွဲရိုက်ပြီးတွဲရိုက်ပြရင်နိုင်ငံကြီးလို့ထင်တဲ့လူတွေလည်းရှိနေပါ ဒါရီနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီနေ့ဒီအချိန်မှာစောကြုံမိကုန်ထုတ်ရပါလိမ့်မယ်။စောထက်ပလဲမောင်အလောင်းတမရီရဲ့တမရီရဲ့လူတတ်မှုလက်ရှိလက်ရှိဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်မတ်ကြည်ပြတို့လင်မယားရဲ့တော်လိုင်းဝေးကျင့်ဝေးဖောက်ပြမှုအလွဲသုံးစားမှုအာနာအလွဲသုံးစားမှုတွေကိုအရေးယူဖို့တရားရေးဝန်ကြီးဌာနရှိနေတော်လဲ တရားရေးဝန်ကြီးဌာနကိုယ်တိုင်ကဖယူဖရဲနဲ့ဖြစ်နေတော့ကကျွန်တော်တို့ဘာဆက်လုပ်ကြရမှာလဲဟုတ်ပြီဒီအချင်းပြတ်ချစားမှုတွေကတော့တကယ်ရှိနေပြီအဲ့ဒီအချင်းပြတ်ဖြာစားမှုကိုမတိုက်ဖြတ်နိုင်ရင်ဒီတော်လန်ကြီးဘုံဘုံလဲသွားလိမ့်မယ်ဒါကိုခင်ဗျားတို့လက်ခံလာကျွန်တော်တို့အမုန်းခံပြီးပြောနေပါတယ်ကိုအတတ်အန္တရာယ်လုံခြုံအောင်နေထိုင်ပြီး အမှန်တရားအတွက်ကျွန်တော်တို့ချက်တင်နေပါတယ်အဲ့တော့ဒီကနေ့ MDY PDF ကအချင်းပြချာစားမှုရှိတယ်သူရဲ့ဌာနမူကြီးနှစ်ယောက်ကိုဖမ်းဆီးအရေးယူလိုက်တယ်လို့မျိုး PDF တက်တရားအချင်းပြထားချာစားနေတဲ့ NUG အစိုးရတွေကဝန်ကြီးဝင်ကလေးကိုအရေးယူနိုင်ရင်အရန်ကောင်းပါပဲနောက်တစ်ခုက တရားရေးဝန်ကြီးဌာနဘာလုပ်နေလဲနောက်တစ်ခုကဒီလိုတိုင်ကြားခံရတယ်ဆိုရင် ခုံဖွဲ့စစ်ဆေးမှုတွေလုပ်ရမယ်လက်ရှိဝန်ထမ်းကိုတာဝန်မှရက်ဆိုင်ထားရမယ်မဟုတ်ရင်မလျော်ဩစာတုံးပြီးတိုင်ကြားသူတွေကိုအေးအေးယူနိုင်တဲ့တိုင်ကြားသူတွေကိုအန်ဒီပြုတ်နိုင်လောက်တဲ့အခြေအနေမျိုးဖြစ်နိုင်တယ်။အဲ့တော့တို့ဘဇက်ကလည်းခဏခဏပြောဘူးတယ်။မင်းတို့လုံရဲလုံးကြည့်လိုက်ငါတို့မဲဆောက်မှာ PDF တွေရှိတယ်။ကင်ပိုင်မယ် ဒီလိုအချင်းပြတ်ခြားစားသူတွေဒီအမြဲတမ်းတွင်းဝင်မတ်ချီပြန်တဲ့ကိုညင်ကြီးမင်းတို့ရဲ့အလားတန်တူတဲ့ကိစ္စမြောက်များစွာရှိနေတယ်ဆိုတာမဲဆောက်မြို့မှာနေထိုင်တဲ့အတိုင်းဝိုင်းအကုန်လုံးသိပါတယ်အချင်းဒီအကြောင်းအကြောင်းကြောင့်မပြောထွက်တာ မပြောရဲတာမပြောသေးတာပဲဖြစ်ပါလေဆိုတော့ကျွန်တော်တို့ဒေါ်လာရေးတခွင်လုံးမှာအချင်းပြတ်ခြားစားမှုကိုမတိုက်ဖြတ်နိုင်ရင်တော့ဒေါ်လာရေးကဘုံဘုံလဲပါလိမ့်မယ်အချင်းပြတ်ခြားစားမှုဆိုတာဟာ ိုင်းပြည်ရဲ့စနစ်တစ်ခုလုံးကိုတော့ဘုံဘုံလဲအောင်ဖြတ်စည်းပစ်လိုက်နိုင်ပါတယ်။တစ်ဖက်မှာမြို့ပေါ်ရန်ကုန်မှာရွေးကောက်ပွဲဆန့်ကျင်လို့ဆိုပြီးလူငယ်တွေကိုထောင်တန်းအနှစ်40ချမှတ်လိုက်ပါတယ်။တစ်ဖက်မှာရွေးကောက်ပွဲဆန့်ကျင်ရပ်တန့်နိုင်ရေးအတော့ညီပြင်းကလူငယ်တွေအသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့မောတောင်တိုက်ပွဲလေးမျက်နှာတိုက်ပွဲရခိုင်တိုင်းတုံတိုင်းတိုက်ပွဲ အစရှိတဲ့စစ်မြေပြင်မှာအသက်တွေစရေပြီးပေးဆက်နေကြတယ်။ဘုံတွေတရဆက်အခြေခံနေတဲ့ဂျားတွေကတိုက်ပွဲဝင်နေကြတယ်။တဖက်မှာတော့ NUG ဝင်ကြီးချုပ်ရှုံအတွင်းဝင်တွေဟာခွေးမွေးနေပွဲကျင်းပနေတာဆိုတာခင်ဗျားတို့ဘယ်လိုခံစားမိကြသလဲ။ NUG ရဲ့ဥဆောင်မှုကရပ်တန့်သွားတယ် ော်လိုင်းဤကလာအကျင့်ဖြတ်ချစားမှုဟာတော်လိုင်းဤတစ်ခုလုံးကိုဖြိုချဖြတ်စည်းတော်မလားဒီတော်လိုင်းရေးကိုအယိုးသားဆုံးအမှန်ကန်ဆုံးခေါင်းဆောင်မှုနဲ့ပြန်လဲမောင်းနှင်ဖို့ပါရီလိုအပ်နေတယ်လေဒါရီကိုကျွန်တော်တို့အုံနောက်ကိုမှုန်တိုင်းဆင်ပြီးခမရတို့ကောမတ်မှာရေးထားပေးခဲ့ပါဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်